အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မေလာ23ရက်တောက်ကြနေ့အတွက်မိုးလဝသခံမှန်းချက်တွေကိုတင်ဆက်ပေးပါရမယ်ဘင်္ဂလားပင်လယ်ော်မှာဖြစ်လာနိုင်တဲ့လေပြင်းရဲရဝန်ဟာမေလာ29ရက်နေ့ညမှာဆိုက်ကလုန်းမုန်တိုင်းအဆင့်ကိုရောက်ရှိလာနိုင်ခြင်းရှိတယ်လို့မိုးလဝသပညာရှင်ဦးဝင်းနိုင်ကအသိပေးထားပါတယ်အဲ့ဒီလေဝေလိုင်းနဲ့လေပြင်းရဲရဝန်တို့ရဲ့အရှိန်တက်ရောက်မှုကြောင့် မြမကံရံဒေတာအလုံးတို့မှာမေလ25ရက်နေ့ကစတင်ပြီးဇွန်လဇန်မိုင်းရက်များအထိမိုးသက်လေပြင်းကြကားလှိုင်းကျနိုင်တယ်လို့ဆိုပါတယ်ဒီနေ့ညနေအထိကရင်ပြည်မွန်ပြည်ရန်ကုန်တိုင်းနဲ့အေရဝတီတိုင်းတို့မှာနေရာအနှံ့အပြားချင်းပြည်ရခိုင်ပြည်ရှမ်းပြည်တောင်ပိုင်းနဲ့အရှေ့ပိုင်းဂရနီကရပြည်နေပြည်တော်နဲ့ပဲခူးတိုင်းတို့မှာနေရာစိစိနဲ့ချင်းပြည်နယ်နဲ့တိုင်းတို့မှာနေရာကြဲကြဲမိုးထစ်ချုံရွာနိုင်ပြီးရွာရန်ရှားနှောင်းပြည့်ဖြစ်ပါတယ် မွန်ပြည်၊ကရင်ပြည်၊ရန်ကုန်တိုင်းနဲ့အေရဝတီတိုင်းတို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ကပလီပင်လယ်ပြင်၊ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းအရှေ့အလယ်ပိုင်းနဲ့အရှေ့မြောက်ပိုင်းတို့မှာမုတ်တုံလေအားအသင်အတင်ကနေ အားကောင်းနေပြီးကြံဘင်္ဂလားပင်လယ်အော်မှာတော့တိမ်ထွထနေပါတယ်။မြမကန်ရံတန်းတရှောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်နိုင်ပြီးလှိုင်းအသင်အတင်ကနေလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြားစဉ်ရေပြင်းမြေပြင်းလေဟာ တနာ yı မိုင်30ခန်းအထိတိုက်ခတ်နိုင်ပြီးလိုင်အမြင်မှာ9ပေကနေ9ပေခန်းအထိရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွင်းကချင်ပြည်နယ်ရှမ်းပြည်မြောက်ပိုင်းကလွဲပြီးကျန်ပြည်နယ်နဲ့တိုင်းအားလုံးတို့မှာမိုးပိုလာနိုင်ပါတယ်ရှင်။